ပြောင်းလဲတဲ့သူတွေပြောင်းလဲသွားတယ်။မပြောင်းလဲတဲ့သူတွေကမပြောင်းလဲဘူး။မြင့်တန်းဖိလစ်ခန်းထဲဝင်လာတယ်။ဘုရားတောက်နေတဲ့ငိမ့်မောင်နဲ့ကျွန်တော်ကိုတွေ့တာနဲ့သမင်းသွားစားမယ်လို့ပြောထားတာ။မင်းတို့ကတောင်းနေနေဗလားလို့ပြောတယ်။ငိမ့်မောင်ကပြန်ပြောတယ်။မင်းက6နာရီလားခေါ်မှသူ။ခုဘယ်ချိန်ရှိပြီလဲ။နိုင်လေးပါလေးဝယ်ပတ်။6နာရီ35ရှိနေပြီတဲ့။6နာရီ6နာရီ35 9နာရီဘာဖြစ်တော့။နိုင်ဝက်တနာရီစောလို့နောက်ကြလို့ ။ဘာဖြစ်တုံးလို့ဖိလက်ကပြန်ပတ်တယ်။ဒီတော့ငိမ့်မောင်ကပြန်ပြောတယ်။ငါ့အတွက်တော့အကြောင်းမဟုတ်ဘူး။ဒီကောင်ကသဲနာကြီးခွဲလောက်မှာလူတယောက်နဲ့ချိန်ထားတယ်။စကားပြောစရာရှိလို့တဲ့။ညာကြီးမင်းကြီးလို့အံအားတင်းတဲ့အတန်ဖိလက်စီကထွက်လာတယ်။ဒီတော့ကျွန်တော်လည်းမနေနိုင်ဘူး။ညာကြီးမင်းကြီးစကားမပြောရဘူးလို့မင်းကဘသူပြောလဲ။သူလည်းဒီချိန်မှာအားတယ်ငါလည်းဒီချိန်မှာအားတယ်အားတဲ့ချိန်စကားပြောတာနေ့ရညရွေးလို့မရဘူးလို့ဝင်ပြောလိုက်မိတယ ဖိလစ်ကဘာမှပြန်မပြောတော့လာသွားကြမယ်လို့ပြောတယ်။ဓလိကထဲမှာငါတခြား၃၄ယောက်လည်းခေါ်ထားတယ်လို့ဖိလစ်ကပြောတယ်။ဒိုသောအောင်တဲ့စားမမဟုတ်ဘူးလားလို့ငိမ့်မောင်ကမေးတယ်။ကျွန်တော်ကတော့မနေ့ပြန်နဲ့နဲ့လှုပ်ရှားရှိတာတွေစဉ်းစားရင်ဓလိကတဲ့ဘယ်ထက်ရောက်ပြီလဲဆိုတာပြတဲ့မိကလေးပြောင်းသွားတာကြည်နေမိတယ်။ဖိလစ်ကဒိုတငယ်ချင်းတွေကြီးပါပဲလို့ပြန်ပြောတန်ချားလိုက်ရတယ်။ဓလိကတဲ့ကထွက်လာပြီးကားသီးလျှောက်လာရင် သူကပြောတယ်ဆစ်စီလျာကနည်းနည်းနောက်ကျမယ်ဆိုလို့ငါကအချိန်နည်းနည်းနောက်ရွှေ့လိုက်ရတာပါငါလည်းတိုင်းကြီးပြည်ကြီးသားပဲအချိန်တော့လေးစားပါတယ်လို့ပြောတယ်ကားပေါ်တက်တော့မယ်လို့ရင် ကျွန်တော်ကမေးလိုက်မိတယ်ဖဲဆစ်စီလျာလေလို့ကားမောင်းတဲ့လူဘေးနာဝင်ထိုင်လိုက်ရင်ဖိလစ်ကကားနောက်ခန်းကငိမ့်မောင်းနဲ့ကျွန်တော်ကိုတလဲချင်းစီကြည့်တယ်ပြီးမှငိမ့်မောင်းကိုမေးတယ်မင်းဆစ်စီလျာဘယ်နှစ်ယောက်လောက်တည်တယ်လဲတဲ့ငိမ့်မောင်းကဘာမှမဖြေဘူး ကျွန်တော်ကိုကြည့်ရင်မင်းပေကြီးကြိုက်တဲ့စစ်စီလျာပေါ့ငါတိတာတော့ဒီတယောက်တည်းလို့ဖီလစ်ကပဲပြန်ပြေတယ်ကျွန်တော်ကပြန်ပြောမယ့်လို့တုံဖီလစ်ရဲ့ကားမောင်းတဲ့လူကဘယ်သွားမလဲလို့မေးတယ်ဖီလစ်က Western Park View ဆိုသလားပဲပြန်ပြေတယ်ဘယ်မှာမှမသိတော့ဘယ်အထိသွားရမှတုံးလို့ကျွန်တော်ကမေးလိုက်တယ်ဖီလစ်ကပြန်မပြေခင်ငိမ့်မောင်းကမင်းမသိပါဘူးမသိရင်မသိတယ်လို့နေလို့ငါပြောဘူးတယ်မဟုတ်ဘူးလားတခါပြောရင်မှတ်ထားမှာပေါ့လို့ဝင်ပြောတယ်ပြီးတော့ ဟဲဟဲလို့ရဲ့သေးတယ်။ကားရှိကန်ကဖီလစ်ကလန့်ပြောတယ်။အဲ့ဒီမှာပီကင်ဘဲကင်တိတ်ကောင်းတယ်တဲ့။ဒီတော့မတိုင်မင်ထားပဲငိမ့်မောင်နေကျွန်တော်ဝါးကနေရဲလိုက်မိတယ်။ကားမောင်းတဲ့လူတောင်လန့်သွားပုံရတယ်။ဘာဖြစ်လို့တုံးလို့ဖီလစ်ကမေးတယ်။ကျွန်တော်ကမဖြေခင်ငိမ့်မောင်ကဟဲ့ကောင်တည်ချင်းစိုးရဲ့ဒီကောင်ကဘေကျင်းကပြန်လာတာဟဲ့။ခေါင်းလေးပါလေးတုံးအောင်မပေါ်လို့ပြောလိုက်တယ်။ဒီတော့ဖီလစ်ကငါရွေးတာမဟုတ်ဘူး။မာကိုနဲ့ဆစ်စီလီယာရွေးတာတဲ့။ဒီတော့မှပဲ။ ေါ်တဲကထွက်ဆကဖိလစ်ကို ပြောမဲ့စကားတတိယလိုက်မိတယ်။ကားကတပင့်အုတ်ထူထူအောက်ကဖြတ်မောင်းလာပြီးမိတိတ်တိတ်လင်းနေတဲ့ဆိုင်ကြီးတစ်ခုနာစီရောက်လာတယ်။ဖိလစ်လို့ကျွန်တော်ကလန့်ခေါ်လိုက်တယ်။ကျွန်တော်ကိုလက်မကြည့်ပဲဗာလဲလို့ဖြေရင် သူကားမောင်းတဲ့လူကိုတခုခုလက်ညှိုးထိုးပြလိုက်တယ်။ကားရဖို့နေရာထင်းတယ်။မင်းခေါနာကပြောတဲ့ငါဖိကြီးကြိုက်တဲ့စစ်စီလျားလို့တော့မပြောပါနဲ့ကွာ။နေရင်ထိုင်ရင်သိသွားတဲ့ငါဖိနာမည်ပြက်နေပါမယ်။ အဖေကငါနဲ့ဆီစီလီယာယူဖို့သဘောတူတယ်လို့ပြောစမ်းပါလို့ပြောလိုက်တယ်။ဖီလစ်ကငါလည်းဒါပဲပြောတာပဲမင်းဘာသာချော်တော့ငေါ်တွေးနေတာလို့ပြောတယ်။ငိမ့်မောင်ကဝင်မေးတယ်။မင်းတို့ချင်းအဆက်အသွယ်မရှိဘူးလားတဲ့။လူချင်းမတွေ့တာအနည်း20လောက်ရှိပြီ။တယ်လီဖုန်းနဲ့တော့တစ်ခါတစ်ခါပြောဘူးတဲ့။နိုင်ငံညားမှာ conference လာတော့ငါထင်တယ်လို့ကျွန်တော်ကဖြေလိုက်တယ်။ကားရက်သွားလို့အပြင်ဘက်ကတယောက်ယောက်ကတကားဖွင့်ပေးတယ်။ကျွန်တော်တို့အားလုံးစိုက်ထဲဝင်လိုက်ကြတယ်။ ငိမ့်မောင်းပြောတာတခုတော့မှန်တယ်ကျွန်တော်ဘယ်နေရာရောက်နေမှမသိဘူးစိုင်တဲ့တနေရာမှာတော့ဆက်ရောက်စာတဝိုင်းအတင်းလောက်တာတယ်နိုင်ရန်ဘက်နားတီမှာ6ရောက်ကရောက်နေနေပြီစစ်စည်းလျားရဲ့မာကိုရဲ့ညိုတို့လင်မယားရဲ့တော့ကျွန်တော်သိတယ်ကြံတဲ့အမျိုးသမီး2ယောက်တော့ကျွန်တော်မသိဘူးညိုယောက်ျားကထပြီးလက်ဆွဲနှုတ်ဆက်တယ်သူတို့လင်မယား2ယောက်စလုံးကဘီတုကပညာရှင်တွေအခုကိုပိုင်လုပ်ငန်းနဲ့တိတ်အောင်မြင်နေကြတာ ျွန်တော်ကတော့ထုံးစံအတိုင်းမျိုးကိုကိုကြော်စွာမပဘူးလားလို့ပြောရင်လှမ်းပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်ကျွန်တော်တို့အတိုင်းဝိုင်းကြားကရဲစရာလေးတစ်ခုမျိုးကိုစနေကြပြက်လုံးကလေးကိုကြော်စွာကချစ်ဦးညိုလို့နာမည်ယူပြီးစရေးကလေးကကျွန်တော်တို့တတွေ့ညိုနဲ့တွေ့တိုင်းကိုကြော်စွာမပဘူးလားလို့နောက်လေးရှိတယ်အဲ့ဒီနဲ့ညိုနဲ့လက်ထပ်တော့တောင်းကျွန်တော်တို့အဲ့ဒီကိုနောက်ကြတယ်မင်းကလူသားရတာပါ နမေကားတော့ကိုကြော်စွာယူသွားတာကြပြီလို့အဲ့ဒီတော့ကအဲ့ဒီကလည်းဦးကြောက်လုံးလေးမျိုး ਨੇ ပြန်ပြောတယ်ကိုကြီးကလည်းဒါလေးပဲလိုချင်တာပါညိုယောက်ျားကကျွန်တော်နဲ့မတိတဲ့အမျိုးသမီးနှစ်ယောက် ਨੇ မိတ်ဆက်ပေးပြီးတော့စစ်စီလျားနဲ့မာကိုကိုလန့်ကြည့်ရင်ငါမိတ်ဆက်ပေးအောင်မလားလို့မေးရင်ရဲတယ်ကျွန်တော်အမြင်ထဲမှာအမျိုးသမီးတွေအားလုံးဟာစမ်းနေတယ်လို့ပဲခင်မိမိသတုံးထုံးထားကြတယ်မြမမကစင်းဖုန်းတွေမှာတွေ့ရတတ်တဲ့သဘင်ဖားလျား ဘဲလျံကြီးတွေမျိုးနဲ့မဟုတ်ဘူး။သပင်အတုကြီးတို့တို့စီးစီးတို့လည်းမဟုတ်ဘူး။တခုတော့ရှိတယ်။အားလုံးကလူလတ်ပိုင်းလို့ခေါ်ရမယ့်အရွယ်မှာအားလုံးကပညာတတ်တွေကြီးပဲ။ရုပ်တရက်ကျွန်တော်စိတ်ထဲမှာအတိတ်ကကာလတခုကိုရောက်သွားတယ်လို့ပဲ။မာကိုကိုလက်ဆက်နှုတ်ဆက်ရင်စစ်စည်းလျားကိုပြုံးပြလိုက်မိတယ်။ငါလည်းပြုံးပြလို့ရပါတယ်ဟာလို့မာကိုကနောက်တယ်။စစ်စီလျာဘေကလွတ်နေတဲ့ခုံမှာငိမ့်မောင်ဝင်ထိုင်တော့မယ်လို့လုပ်နေတယ်။ညိုကဟဲ့ငိမ့်မောင် ဒီဘက်မှာထိုင်ပါလားနင်ဘယ်တော့မှကိုယ့်နေရာကိုမသိဘူးလို့လှမ်းနောက်လိုက်တယ်ငိမ့်မောင်တို့များအချိန်တွေပြောင်းသွားပေတဲ့ထိုင်စရာရှာမရသေးဘူးလို့မာကိုကဝင်ပြောတယ်စစ်စီလျာကတရုတ်ဖဲလိုမျိုးကြောက်စိမ်းရင်းရင်းအယောင်ကော်လန်အတူနဲ့အင်ကြီးဝတ်ထားတယ်ကျွန်တော်က hey sis လို့ခေါ်ရင်ပဲလက်ကမ်းလိုက်တယ်သူက hey လို့ပြန်ခေါ်ရင်ဘက်ဘက်လက်နဲ့လှမ်းနှုတ်ဆက်တယ်အဲဒီနဲ့ငိမ့်မောင်ကြာမှဝင်ထိုင်တဲ့ဖီလစ်ကငိမ့်မောင် မင်းလွတ်လွတ်ကင်းကင်းနေဒါသမားတွေတက်ကြတော့မာလို့ပြောတယ်။မာကိုကရဲတယ်။ကျွန်တော်နဲ့စစ်စည်းလျာကဒါသမားတွေနှုတ်ဆက်တယ်လို့ဘယ်လက်နဲ့နှုတ်ဆက်လေးရှိတာဖီလစ်တို့အားလုံးသိကြတယ်။ဒါသမားတွေဟာညာလက်ကဓာကင်ထားတော့ဘယ်လက်နဲ့နှုတ်ဆက်တတ်ကြတယ်။တယောက်ကိုတယောက်အနိုင်ပိုင်ကြမှာဆိုပေတဲ့ယိုသေးတမှုလေးစားတမှုပြလေးရှိတယ်။စစ်စည်းလျာနဲ့ကျွန်တော်ကငငယ်တဲကအဲ့ဒီလိုနှုတ်ဆက်လေးရှိတယ်။မာကိုက ဒွန်ဘဲရညော်တလုံးငါယူလာတယ်လို့ပြောတယ်ဆစ်စီလျာနဲ့ကျွန်တော်စကားမပြောပြစ်သေးဘူးမာကိုပဲလှည့်ပြီးနင်ဘယ်ကားရတယ်လဲလို့မေးလိုက်မိတယ်ဒီတော့ငိမ့်မောင်က မင်းဒီမှာဘာလို့ခြင်းတယ်လဲအကုန်ရတယ်လို့ပြောတယ်မာကိုကဆစ်စီလျာကြောဘက်ကနေဆစ်စီလျာကိုလက်ညှိုးထိုးရင်ဒါတော့မပဘူးလို့ပြောပြီးရဲတယ်ဆစ်စီလျာကကျွန်တော်လက်မောင်ကိုပုတ်လိုက်တယ်ပြီးတော့ဇပွဲအောက်ကိုလက်ရှုပ်ပြီးပလင်တလုံးဆွဲထုတ်လိုက်တယ်နင်ရွှေလင်မော်တော့တောက်သေးတယ်မဟုတ်လားလို့ မေးတယ်ပလင်းကိုပြတယ်ကျွန်တော်လည်းမတောက်ရတာကြာပြီမို့တောက်ချင်နေတယ်ညိုတို့ကသမင်းစားပြီးတောက်ဖို့နပိုလီယွန်တက်လုံးသွယ်ပေါ်တင်လိုက်တယ်ဒီတော့ဖီလစ်ကတို့ကတော့တောက်အောင်တက်တက်ပဲငါဒီမှာကာဝါနီဆော်ဗေညော၃လုံးနဲ့ရှာဒနေ၃လုံးပေးထားတယ်သူတို့ယူလာလိမ့်မယ်ငိမ့်မောင်ကတော့စားတာတွေငါပေးပါမယ်လို့ပြောတယ်ဒီမှာရင် तू ပေးမယ်ငါပေးမယ်ဖြစ်ကုန်ရောကျွန်တော်ကတော့ပြုံးမိတယ်အခုမှတွေ့ရတိရတဲ့အမျိုးသမီးနှစ်ယောက်တည်းက တက္ကသိုလ်ကပမောက္ခဆိုတဲ့အမျိုးသမီးကိုကြည့်ပြီးပြောလိုက်မိတယ်။ဒီတိုက်ဆုံရင်ဒီလိုပဲဘယ်တော့မှ ပြောင်းမှမဟုတ်ဘူးလို့ပြီးတော့မင်းတို့ဘယ်သူမှမပေးနဲ့ငါပေးမယ်။ငါကတခါတလေမှမင်းတို့နဲ့တွေ့ရတာလို့ပြောလိုက်မိတယ်။ဟဲမဟုတ်ပဲလို့ညိုကဝင်ပြောသေးတယ်။နင်းရှာမရှိနဲ့လို့ကျွန်တော်ကပြောလိုက်ရင်နင်တို့တတွေပြောင်းကိုမပြောင်းဘူးခိုးတော့ငါလို့ပဲလို့ထပ်ပြောလိုက်မိတယ်။ပျော်ပွဲသားယုံကကောင်းကလေးကောင်းမလေးတွေကရှမ်ပိန်ထည့်ပေးတယ်။ ဒီလိုနဲ့စကားဝိုင်းဆိုပြေသွားတယ်။နောက်တော့ဝိုင်ဆက်တောက်ကြတယ်။စစ်စည်းလျားကိုရွှေလိမ်မော်တော့ငါယူသွားပါစေလို့ပြောလိုက်တယ်။နင်းအတွက်ပဲငါယူလာတာလို့ပြောတယ်။ဒီဟာနင်းအတွက်ဆိုတဲ့ဝိတုတေကလို့ပေါ်လို့တက္ကသိုလ်ကပမောက္ခဆိုတဲ့အမျိုးသမီးကလှမ်းပြောတယ်။အားလုံးရဲ့တော့စစ်စည်းလျားကအီမီအဲ့စားတွေတိတ်မဖန်နဲ့လို့လှမ်းပြောလိုက်တယ်။တယောက်တစ်ပေါက်နဲ့ပြောနေကြတာတော့အစုံပဲ။သပွဲတို့အကြီးကဲနဲ့တူတဲ့တရုတ်ကြီးကဘဲကိုလီရင်ပြင်ဆင်ပေးတယ် ဘဲကိုကြည့်ရတာအတော်ကိုရတာရှိမယ်လို့တယောက်ကြီးကိုကျွန်တော်ကမန်ဒရင်းလို့ပြောလိုက်တယ်တယောက်ကြီးကအရှိကြီးပြန်ပြောတယ်ဘာမှမသိဘူးဒီတော့ကျွန်တော်မန်ဒရင်းလို့ဒီနှခွန်းမဲ့တက်တယ်လို့ပြန်ပြောလိုက်ရတယ်တယောက်ကြီးကရဲတယ်အားလုံးကအံ့အားသင့်နေကြတယ်မာကိုကဘလို့ဖြစ်တာလဲအရင်ကတရုတ်စတော့မစားတဲ့လူကအခုတရုတ်လို့ပြောနေပါပေါ့လားလို့ပြောတယ်ဟဲ့မာကိုအနှစ်30လောက်ကြာသွားပြီလို့ပြောပြီးစိတ်ပေါက်ပေါက်နဲ့ လူပြိုလူလွတ်တာဆိုရင်တရုံမတောင်လိုချင်သေးတယ်လို့ပြောလိုက်မိတယ်။ပရှုမချောချောကြီးရောမလိုချင်ဘူးလားလို့သူကပြန်ပတ်တယ်။စစ်စည်းလျားကိုနေငါတော့ပြောင်းလဲမသွားဘူးလို့ကျွန်တော်ကပြောလိုက်တယ်။နေငါတော့တအားပြောင်းလဲသွားတယ်လို့သူကပြောပြီးမတွေ့တာလဲကြာပြီကိုလို့ဆက်ပြောတယ်။ငငယ်တုန်းကအကြောင်းတွေဆက်ပြောကြတယ်။သူနဲ့ကျွန်တော်ကိုသူ့ဘက်ကျွန်တော်ဘက်ကမိဘတွေကယူစေချင်ကြတယ်။ကျွန်တော်တို့မှကလည်းတယောက်ကိုတယောက်တငယ်ချင်းတက်ဖို့ချစ်ကြည့်လို့မရဘူး။ တခါတလေနဲ့နဲ့ပပပိုကောင်းပို့တာရှိမယ်ပုံမှန်ကတော့တငယ်ချင်းလိုပဲဒီတော့လေအတော်ကိုရှင်းရခက်တဲ့ကိစ္စတခုဒီအကြောင်းတွေကတော့ကျွန်တော်တို့အပေါင်းအသင်းတွေကြားမှာပြောလို့ပြီးမှာမဟုတ်တဲ့အကြောင်းတွေပဲဝိုင်းပလင်းအလွတ်တွေများလာတယ်ညိုကအားလုံးကိုစကားဖြတ်ပြီးမေးတယ်စစ်စည်းလျားမေရှိတုန်းကငါ့ကိုတခုပြောဘူးတယ်တခါတလေနဲ့နှုတ်နှစ်ယောက်သားညာဘက်အပေါ်တဲ့ဝရဏနာမှာထိုင်ပြီးမနေ့နှစ်နာရီသုံးနာရီလောက်ထိစကားပြောကြတယ်ဆိုဘာတွေပြောကြတာလဲ ကျွန်တော်နဲ့ဆစ်စီလီယာတယောက်ကိုတယောက်ကြည့်လိုက်မိကြတယ်။ဆစ်စီလီယာကပဲဖြေလိုက်တယ်။အဆုံးပဲတဲ့။နင်တို့တခြားကိစ္စမပြောကြဘူးလားလို့ဖီလစ်ကဝင်မေးတယ်။ဘာကိစ္စလဲလို့ကျွန်တော်ကမေးလိုက်တယ်။ဒီတော့အဲဒီကသူပြောနေကြ။ဦးကြောက်လုံးလေးနဲ့ကိုကြီးလိုချင်တာကလည်းဒါလေးပါပဲကွယ်။ဆိုတာမျိုးကွာလို့ဝင်ပြောတယ်။ကျွန်တော်နဲ့ဆစ်စီလီယာတယောက်ကိုတယောက်ကြည့်မိပြန်တယ်။ဖြိုင်းတူလိုခေါင်းခါပြတ်သွားကြတယ်။သူပြောတဲ့အထက်မှာ ညအကြောင်းပါတယ်။တခြင်းအကြောင်းပါတယ်။ကြပြအကြောင်းပါတယ်။ဝတ္ထုတွေအကြောင်းပါတယ်။တငယ်ချင်းတွေအကြောင်းပါတယ်။အစုံတော့အစုံပဲလို့စစ်စီလျာကပြေးတယ်။ဖိလစ်ကတောက်တစ်ချက်ခောက်လိုက်ရင်ဒါပဲလားလို့မေးတယ်။ဒါဘဲတော့မဟုတ်ဘူးလို့ကျွန်တော်ကကြားဝင်လိုက်တယ်။စစ်တယောက်စေးကြောင်းရောက်တော့အသက်ရှင်တဲ့အကြောင်းသိတဲ့အကြောင်းတွေတို့ပြောကြတယ်။ငါကတေတာရှင်နာဟာသိပညာနဲ့မဆိုင်ဘူးလို့ပြောတာကို तू ကမခံနိုင်ဘူးတေသွားတာရှင်နေတာဟာ လူရဲ့တိမှုကကန့်တတ်တဲ့အပိုင်းပဲလူဟာစင်စက်မပြတ်ဖြစ်ပြက်နေတာတခုပဲဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူးအဲ့ဒါကိုသူနဲ့ငါထိုင်းထိုင်ပြီးညင်းကြတယ်ကျွန်တော်ကဝိုင်နေနဲ့ထတ်တောက်လိုက်တယ်ပြီးတော့ဆက်ပြောလိုက်တယ်သေတာဟာဖြစ်စဉ်တခုရပ်သွားတာပြတ်သွားတာပဲလူတယောက်သေသွားလို့ဝမ်းနေဖို့ကောင်းတာက နောင်ကိုဘယ်တော့မှပြန်မတွေ့ချရတော့ဘူးဆိုတာပဲကျွန်တော်ပြောနေတော့ငိမ့်မှငါဒီနားလောက်မှရရင်ကောင်းမယ်ကွာ မင်းတို့ကတငယ်ချင်းတွေပြန်ဆုံတော့သေးတဲ့အကြောင်းကိုမြင်ရှိပြောနေကြတာမဟုတ်သေးပါဘူးတဲ့ဖီလစ်က that it said is part of romantic brother ဆိုတာပေါ်လို့ဝင်ပြောတယ်ငိမ့်မောင်ကဖီလစ်ဘက်ကိုလှည့်ပြီးမင်းဒီထက်ဝင်မပါနဲ့တောက်မှတောက်လို့ဟောက်လိုက်တယ်တခုတော့ငါပြောရအောင်မယ်အဲ့ဒီဒုံကမင်းတို့နှစ်ယောက်သားလေးပြစ်နေကြရင်တဲ့အိမ်လုံးကော်ဖီနန်းကိုမှုန်းနေတာပဲလို့စစ်စစ်လျာအမကြီးမတ်တလင်ရှိတော့ကပြောဘူးတယ် ဟုတ်လားလို့ငိမ့်မောင်ကသက်မေးတယ်။ဟုတ်တယ်လို့ကျွန်တော်ကပြန်ဖြေလိုက်တယ်။ပြင်ဦးလွင်ငါသူ့အဖေချန်အတွက်ကော်ဖီသေးတွေကိုကြိတ်တာ။တိတ်ကောင်းတာပဲ။ဒုနှစ်ယောက်တောက်တာတညောက်နှစ်ဦးသုံးဦးလောက်ကုန်တယ်။ဗရန်ဒါပေါ်မှာလျှက်စစ်မီဖို့အသေးလေးနဲ့မင်းမင်းမြင့်ကလေးနဲ့ထားတော့နှွေးလဲနှွေးတယ်။မှုလဲမှုေးတယ်လို့ကျွန်တော်ကပြောလိုက်တယ်။အဲ့လိုအဲ့ဒီကိုဖီလစ်ကလန့်ခေါ်လိုက်တယ်။မင်းကလေးတွေသူနဲ့မတွေ့စေနဲ့။သူတို့ရဲ့မဟုတ်ကဟုတ်ကအမြင်တွေလွှမ်းမိုးသွားမယ်လို့အင်္ဂလိပ်လိုလန့်ပြောလိုက်တယ်။ တက္ကသိုလ်ကပမောက္ခဆိုတဲ့မျိုးသမီးကရဲတယ်။ဟုတ်တယ်လို့ဖီလက်ကသူ့ဘာသာပြောလိုက်တယ်။ပြီးတော့မှဆက်ပြီးမဲမောင်နေတဲ့ညမှာဘာမှအရသာမရှိတဲ့ကော်ဖီမဲမဲကိုတောက်ပြီးတည်တဲ့အကြောင်းကအကြောင်းများစိန်ခံပြောရတယ်လို့လို့ပြောတယ်။သူရှိကဝိုင်ကွက်ကိုလှမ်းယူပြီးတောက်လိုက်တယ်။စားရင်တောက်ရင်ပြောရင်ဆိုရင်ချိန်ကုန်လို့ကုန်မမသိဘူး။အစာပိတ်တသက်ထကြတယ်။ငိမ့်မောင်ကနာယီကြည့်ပြီး ်တန်နာကြီးထိုးတော့မယ်လို့ကျွန်တော်ကိုတတိပေးလိုက်တယ်။အဲဒီကစောကြီးရှိသေးတယ်လို့ပြောတယ်။ဒီကောင်ဟိုတယ်ကိုစန်နာရောက်ပြန်ရမယ်။ချိန်တာရှိသေးတယ်လို့ငိမ့်မောင်ကပဲဝင်းဖြေတယ်။ဒီလိုဆိုကောညက်တောက်ကြရအောင်လို့အဲဒီကပြောတယ်။ဆိုင်ကကောင်ကလေးတွေကကောညက်ခွက်တွေချပေးတယ်။ခွက်တွေနဲ့ကောညက်စရီဖြည့်လိုက်ပြီးအဲဒီကပဲဒွားလုံးအတွက်လို့ခွက်မြောက်ပြီးစုတောင်းလိုက်တယ်။ကျွန်တော်လဲခွက်သေးကကောညက်ကိုတခါတည်းမော့တောက်လိုက်ပြီး ထိုင်ရာကထားလိုက်တယ်။ငိမ့်မောင်နဲ့ဖိလစ်လည်းထားတော့အလုံးမတက်ထားလိုက်ကြတယ်။အလုံးပြန်လည်းလက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ဆစ်စီလျားကိုလည်းလက်ဆွဲနှုတ်ဆက်ရင်ငါတော့အောင်မယ်။စကားပြောစရာရှိလို့ချိန်ထတာရှိတယ်လို့ပြောလိုက်တယ်။ဘယ်ချိန်လဲလို့သူကမေးတယ်။ဆန်နာကြီးခွဲလောက်မှပါလို့ပဲမေးမရကျွန်တော်ဖြေလိုက်မိတယ်။အလုံးကကျွန်တော်တို့ညကိုကြည့်နေကြတယ်။ဖိလစ်ကဒါပဲလား။ romantic ကိုပိုင်လေးပါလေးမပဘူးလားလို့လန့်မိလိုက်တယ် ငါတို့ကြားမှာရှိတဲ့ romantic ကပွင့်လင်းမှုပဲဘာမှစိတ်ကူးရင်စရာမပါဘူးလို့စစ်စည်းလျားကဖြေလိုက်တယ်ဘဝသို့တာစိတ်ကူးရင်စရာမရှိဘူးလို့ဒီနှစ်ကောင်ပြောတာအကျဉ်းချင်းပဲနင်တစ်ခါမှမကြဘူးဘူးလားဖီလဲလို့မာကိုကဝင်ပြောလိုက်သေးတယ်ဟိုတယ်ပြန်ရောက်တော့စန္နာကြီးတတကလေးပဲရှိသေးတယ်ငိမ့်မောင်ကတော့ခေါင်းမထောင်နိုင်တော့ဘူးကားပေါ်ကကျွန်တော်ဆင်းတော့သူအိပ်ပျော်နေပြီကျွန်တော်ကဖီလစ်ကိုနှုတ်ဆက်ရင်ငိမ့်မောင်ကိုသူ့တိုက်ခန်းတဲ့အထိလိုက်ဖို့မှားလိုက်ရသေးတယ် ဟိုတယ်ရှိအခန့်ကောင်တာမှာညာဘက်တာဝန်ကြားတဲ့မန်နေဂျာမကလေးစီကအခန့်တော့ယူရင်မနေ့ကကျွန်တော်မှထားတာတွေပြင်ဆင်ထားဖို့သတိထပ်ပေးလိုက်တယ်။ကျွန်တော်လည်းအခန့်ထဲရောက်တော့လမ်းဆန်းသွားအောင်ရေချိုးလိုက်မိတယ်။ရေချိုးပြီးအဝတ်လဲနေတော့ဖုံးမိလာတယ်။ကောက်ကင်လိုက်တော့ဟိုအခန့်ကောင်တာကညာဘက်တာဝန်ကြားတဲ့မန်နေဂျာမလေးရဲ့အတန်ကြားရတယ်။အန်ကဲအန်ကဲမိတ်ဆွေဒေါက်တာဆစ်စီလီယာရောက်လာပါပြီ။မှားထားတဲ့ရေကန်ဆောင်ကစပွဲမှာနေရာချထားပါတယ်။ အင်္ဂမာတာတဲ့အတိုင်းကော်ဖီတိုးလည်းအခုပဲချထားလိုက်ပါတယ်ကော့ဒလက်ဖုန်းတစ်လုံးလည်းချထားပါတယ်လိုအပ်မဲ့ရပါ room service ကတညလုံးရှိပါတယ်လိုရမှာပါကောင်းသောညနေခင်းမှအင်္ဂမြန်တန်းစတိုင်တက်မဂဇင်းအော်ဂုတ်လ2004